မင်္ဂလာပါရှင်မန္တလေးခေတ္တ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရရှင် ကျမတို့ channel ကနေနောက်ဆွဲသတင်းများကိုစားတင်တင်ဆက်ပေးတော့မှာဖြစ်ပါရရှင်ပြင်သစ်သမ္မတကဒေါ်ဆန်းစုကြည်ထံသို့စာပေးပို့လိုက်ပြီးပြင်သစ်နိုင်ငံအနေဖြင့်ဒေါ်ဆန်းစုကြည်ကိုမမေ့ဟုထုတ်ဖော်ပြောဆိုခဲ့ကြောင်းသိရှိရပါတယ်စစ်တပ်ကမတရားဖမ်းဆီးထားတဲ့ဒေါ်ဆန်းစုကြည်ရဲ့ကျမ်းမရဲ့အခြေအနေကိုအလွန်ဆိုးရိမ်ပူပန်ပြီးချက်ချင်းလွတ်ပေးရန်ပြည်တမရကတောင်းဆိုလိုက်ကြောင်းသိရပါတယ် ပြင်သစ်သမ္မတကဒေါ်ဆန်စုကြည်ထံတို့စာပေးပို့လိုက်ပြီးပြင်တင်နိုင်ငံအဖြစ်နေဖြင့်သူမကိုမမေ့ပါကြောင်းပြင်သစ်သမ္မတရဲ့စာတွေထုတ်ဖော်ပြောဆိုထားဖြစ်ပါတယ်ပြင်သစ်သမ္မတကဒေါ်ဆန်စုကြည်တို့လိမ့်မှုရေးစာရေးသားခက်ချင်းဖြစ်ပြီးရင်းစာကိုခင်အရစ်ထံသို့ပေးပို့ခဲ့တာဖြစ်ပါတယ်။အဆိုပါစာတွင်ဒေါ်ဆန်စုကြည်ရဲ့ကျမ်းမရဲ့အတွေ့အနုဆိုရေးပူပန်ကြောင်းမြန်မာနိုင်ငံတွင်ငါးနေနေပါအကျက်သက်ကလည်းအတွင်အခြေအနေများကိုလည်းအလေးပေးပြောဆိုထားဖြစ်ပါတယ်။အကျံဖက်စစ်တပ်ကမတရားဖမ်းဆီးထားတဲ့ဒေါ်ဆန်စုကြည်ရဲ့ကျမ်းမရဲ့အခြေအနေကို အလွန်ဆိုးရိမ်ပူပန်ပြီးချက်ချင်းလွတ်ပေးရန်ပြည်သက်သမရကတောင်းဆိုချဖြစ်ပါရယ်မြန်မာစစ်တပ်ရဲ့မထရားဖမ်းဆီးချုံနောက်မှုခံရတဲ့အဒေါ်ဆန်းစုကြည်ကိုပြည်တည်နိုင်ငံအနေဖြင့်မမေ့ကြအောင်စစ်တပ်အနေဖြင့်ဒေါ်ဆန်းစုကြည်ကိုဖမ်းဆီးချုံနောက်ချမှုကိုအဆုံးသတ်ရန်တောင်းဆိုချဖြစ်ပါရယ်ပြည်သက်သမရရဲ့အဆိုပါဘေးဆောင်မှအော်ချိုဘလာတရရင်တွေပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် ဒေါ်ဆန်းစုကြည်ရဲ့သားဖြစ်သူခမ်အရစ်ကလည်းပြင်သစ်သမရရဲ့စာကိုရရှိထားပြီးပြင်သစ်နိုင်ငံခေါင်းဆောင်နဲ့ပြည်သူများကတနာကိယနာချပြီးအမြဲတမ်းထောက်ခံအားပေးမှုအတွေ့အထူးကျေးဇူးတင်ရှိကြောင်းပြည်သစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့မြန်မာအတွေ့အထူးကိုယ်စားလှယ် Mr. Christian Lasherby မှတဆင်ပြည်သစ်သမရ Macronton ဒေါ်ဆန်းစုကြည်ထံသို့ပေးပို့တဲ့ပုဂ္ဂိုလ်ရေးစာကိုလက်ခံရရှိကြောင်းတရင်ထုတ်ပြန်ချဖြစ်ပါရယ် ။စာချဲမှာကတမရကမိမိရဲ့ဂျမရဲ့အနေထားကို ဆိုရေးပူပန်းကြောင့်ဖော်ပြတဲ့ကတ္တုမိမိအပါဝင်သမရအဝင်မြင့်နဲ့နိုင်ငံအကျဉ်းသားအလုံးချွင်ချက်မရှိချက်ချင်းလုပေးဖို့ပြည်သည်နိုင်ငံမှာထမှန်ပြီးတော့တောင်းဆိုထားရေးသားထားတာဖြစ်ပါရယ်အသက်ကြီးလမ်းပြီးဖြစ်တဲ့ကျွန်တော်မိမိဟာအချို့နောက်ချမ်းမှကျမ်းမိတ်မျိုးကောင်းတော့ပါမိမိဟာနိုင်ငံလွတ်လပ်ရေးအတွက်သူ့ရဲ့ဘဝတတတတခြားလို့ကြိုးစားဆောင်ရွက်ခဲ့တဲ့သူဖြစ်ပါရယ်မိမိလွမြောက်ခြင်းဟာလူအခွင့်အရေးနဲ့လူကုန်တစ်ခါအတွက်တမကမြမပီးရဲ့လွမြောက်ရေးနဲ့ငြိမ်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်ပါရယ်ပြည်သည်နိုင်ငံရဲ့တနာဂယုနာ အားပေးမှုနဲ့မိတ်ဆွေကောင်းပိသားချင်းတို့အတွက်ကျွန်တော်လိုက်လိုက်လဲလဲခံစားရပါတယ်ဒါဟာအမှန်တရားငြိမ်းချမ်းရေးနဲ့လူမျိုးရေးတို့ကိုနှုတ်ပိတ်ထားလို့မရဘူးဆိုတာကဘာတော်ကလူတွေကို အသိပေးလိုက်တဲ့စိတ်ပိုင်းဆိုင်ရာစိတ်ရေးဆိုင်ရာကောင်းဆောင်မှုတည့်ရဖြစ်ပါရည်လို့ Kim Eric ကသတင်းထုတ်ပြန်ထားဖြစ်ပါရည်ဆက်လက်ပြီးတော့ Manchester နဲ့ Nantes မကိုက်ဖြစ်ခဲ့ရတဲ့ Main Line ဆိုတဲ့သတင်းဆောင်ပါကိုတင်ဆက်ပေးမှာဖြစ်ပါတယ် မြန်မာနိုင်ငံဒီယခုတစ်ချိန်တော့အာဆီယံအစည်းအဝေးသို့တက်ခွင့်ရတော့မည်ဟုအကြီးအကျယ်မျှော်လင့်ခဲ့တော်လည်းပဲအာဆီယံမှာလကောက်ရဲ့အချက်၅ချက်ပါဘုတ်ရက်တီချက်ကိုမလိုက်နှက်တဲ့ရယခုတစ်ချိန်တာမကနောက်နောက်နဲ့တက်ခွင့်ရမှာမဟုတ်ဘူးလို့ပြပြတတပြောလာခဲ့တာဖြစ်ပါရယ်မြန်မာနိုင်ငံဒီ တရုတ်တွင်ပြုလုပ်တဲ့ရှန်ဟိုင်းပူပေါင်းဆွေးနွေးရေးကောင်စီတို့တက်ခွင့်ရတဲ့အပြင်ရုရှားရှိဖက်စစ်စံတင်ရေးစီးပြပွဲတို့ပါရောက်ခဲ့ရပြန်တဲ့ဖြင့်ဘူတင်ရှိရှိပင်မိုဒီတို့နဲ့ပလူပလဲလှုပ်ခွင့်ရလာခဲ့၍ဒီဒီချိန်တော့အာဆီယံမှ၎င်းအားပြစ်ပယ်ရမှာမဟုတ်တော့ဘူးလို့တေချာပေါက်တွက်ဆထားတာဖြစ်ပါရယ် ထို့ပြင်ဒေါ်နယ်ထရန့်နဲ့တွေ့ခွင့်ရအောင်မိသားမက၎င်းရဲ့ရွေးကောက်ပွဲအတူကြီးအားကမ္ဘာစင်မြင့်တွင်လိမ့်လဲပြောခွင့်ရတော့မည်ဟုအမျိုးလင့်ကြီးမျိုးလင့်ထားခဲ့တာပြတ်ပါတယ်။၎င်းတို့ရဲ့နိုင်ငံချင်းဝန်ကြီးစုတူတန်းဆွေကလည်းမိမိတို့အားရခိုင်အတိုင်းပြန်လဲဆက်ဆံမှရနေပြီးရောမလေးရှားနိုင်ငံချင်းဝန်ကြီးကိုတောင်းပန်တွှိုးခက်ပြန်တယ်ဆိုပါတယ်။ထို့မြမကမလေးရှားမှရွေးကောက်ပွဲလေးလာရေးအဖွဲ့ကိုဆက်လို့မည်ဟုလည်းလိမ့်လဲပြီးတော့တရင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ၎င်းတို့တောင်းဆိုတမျှတစ်ခုမှဖြစ်မလာတဲ့အခါရံပုံမိကြဖြစ်ပြီးအာဇင်ရအချက်၅ချက်တွင်မိသည့်အခါကားများအတိပြုခဲ့ခြင်းမရှိတရားမဝင်ဟုဇုံမင်းချွန်လည်းပြောဆိုလာခဲ့တဲ့ချစ်ဖြစ်လာခဲ့ပါတယ်၎င်းရဆရာသမားကိုယ်တိုင်ပြီးခဲ့တဲ့၅နှစ်နီးပါးကခေါင်းညိတ်ခဲ့တဲ့အဖြစ်တွေဘာပြောရဘာဆိုမှန်ကကနနမသိခဲ့ဟုဝန်ခံနေတဲ့အောင်ဖြစ်လာခဲ့ပြီဖြစ်ပါတယ် ဂျပန်မှာလည်းရှမ်းမြောက်တွေကြန့်ရှိနေတဲ့နယ်မြေများကိုဘုံကျဲရုံမရတော့တဲ့ဖြင့်လက်လွတ်ခဲ့ရပြီးနောက်မန္တလေးတိုင်းဒေသကြီးကချင်ချင်းကရင်နဲ့ရခိုင်ပြည်နဲ့အတွင်းဆုံးရှုံးခဲ့တဲ့များကိုပြန်ရရန်ခြေဦးလက်နာပုံရှိတူ ARD ကသုံးသပ်ထားဖြစ်ပါတယ်။တရုတ်မြန်မာကိုတွဲလမ်းကြောင်းမှာရရှိခဲ့တဲ့အခွန်ဝေးတီဆိုးဆူရဲ့နေ့စဉ်အသုံးစရ80ခန်းလောက်ကိုကာမိနေ၍တရုတ်မှလာရှုံးကိုပြန်ပေးရန် MNDAR အသိအကျပ်ဖိအားပေးခဲ့ခြင်းဖြစ်ပါတယ်။ စောစုတီရှမ်းမြောက်တွင်နှောင်းချိုကြောင့်မဲတီပေါ်နှာရှူလောက်နဲ့ကျင်းတဲ့ပစ်ပွဲကိုအဆုံးသတ်ပေးခဲ့ရတာဖြစ်ပါတယ်။တရုတ်ရဲ့သဘောတူညီချက်မရဘဲထိုးစစ်များဆင်နွှဲရဲမှာမဟုတ်တော့ဘူး။လက်ရှိ TNA နဲ့သဘောတူညီချက်ရမိုးကုတ်နဲ့မိုးမိတ်ကိုပြန်ရဖို့ရှိနေတာဖြစ်ပါတယ်။တိုးတော်လည်းပဲမန္တလေးပြည်ထဲဟာမိုးကုတ်ကိုစောစုလက်ချက်ပြန်မရောက်ရအစွမ်းကုတ်ကာကွယ်သွားမည်ဟုကြေညာချက်ထုတ်ပြန်လာခဲ့ပြီပဲဖြစ်ပါတယ်။ ပြည်သူများဖက်ကလည်းပို့ရပူပေါင်းဆောင်ရွက်ပေးကြပါရန်လည်းတောင်းဆိုချဖြစ်ပါရယ်မိုးကုတ်ကိုပြန်ရရန်ဆရာသမားဖြစ်သူတရုတ်နဲ့ဆေအိုစုတီ PDM များကိုထက်တွင်တက်ချက်ခဲ့ပုံမရခဲ့ပါဘူးသို့တော့ဆေအိုစုမှအရသားများအပေါ်ဖိအားပေးနေတဲ့အနေဖြင့်ပို့ပြီးအကြမ်းဖက်တပ်ဖြတ်လာပါက PDM များဖို့ဆက်ပြီးခုခံကြမှာမဟုတ်တော့ဟုသုံးသပ်မှုများလည်းချက်ပေါ်လာခဲ့လည်းဖြစ်ပါရယ်ကုလလောကရဲ့အထူးတပ်သမတ်တွင်သူကလည်းပြည်သူများရင်ဆိုင်နေရတဲ့အချက်အလက်ကိုဖြေရှင်းပေးပါရန်နိုင်ငံတကာသို့အပူတပြင်းတောင်းဆိုလိုက်ပြီးဖြစ်ပါရယ် ဆယ်စုနှစ်တစုနှစ်ပါအရသာအုပ်ချုပ်မှုအတွင်မျော်လင့်ချက်များခွန်အားများနဲ့ရှင်းသာလာခဲ့တဲ့နိုင်ငံဒီမင်းအောင်ရဲ့ဆင်ဖမ်းမဲ့ကြားဖမ်းမဲ့အပြောများအတွင်ယခုအခါစီးပွားရေးတည်မိသူများပ ပြန်လဲပြီးတော့နှလန်းထူလာနိုင်မှာမဟုတ်တော့ပါဘူး။ငွေကြေးတန်ဖိုးကျဆင်းမှု၊ကုန်စင်တို့များအဆက်မတန်မြင့်တက်တာမှု၊ကုန်ကျန်းရှားပါမှု၊နေစမီများပြတ်သောမှု၊ကုတ်တွေးလမ်းကြောင်းများပိတ်ဆို့မှုများကြောင့်ကုန်ထုတ်လုပ်ငန်းများကျဆင်းလာနေမှု၊အလောက်ကများရှားပါလာနေတဲ့လူငယ်များအင်းကြီးချင်းနိုင်ငံများတို့ထွက်ခွာနေမှု၊ကြာရှိနေသူများအားလည်းစစ်တပ်ထက်တို့အသိအကျဆွဲသွင်းနေမှုများအဆရှိတဲ့ဒဏ်ရာတစ်ချက်များကိုလူထုတီဝန်းနေမမြအောင်ခံစားနေရပြီးတိုင်းပြည်ထိအခေါင်ပေါက်ကြီးပမာမျောနှင်ချက်ကင်းမဲ့စွာလှုပ်ရှားရုပ်ကန်နေကြရပြီဖြစ်ပါရယ်။ ဝင်ငွေနဲ့ထွက်ငွေမများတော့ညိုသမကထမင်းနဲ့မအောင်ပေးမစားနိုင်ကြတော့ပဲကျွေးမီထူပြောလာ၍ကြံရမရတဲ့အဆုပ်ကိုကိုကိုအဆုံးစီရင်သွားတဲ့တရင်များလဲနားနဲ့မဆက်အောင်ကြားလာခင်ရပြီဖြစ်ပါရဲ့ စီပွားရေးလုပ်ငန်းအများစုတွေဟန်မပြတ်ရုပ်ဆက်လုပ်နေကြပြီးအောင်မြင်အောင်လုပ်နိုင်ဖို့ဆိုတာကဆေးဥစုနဲ့မိများအထင်းမိများအထင်းနှီးဆန်းမှုရှိတဲ့အပေါ်မှာမူတည်လာတာဖြစ်ပါတယ်ဈေးကွက်ရှိပိုင်မှုဆိုတွေကလည်းမရှိတော့ပဲကရိုနီများကတန်တော်အကြောင်းကြောင်းလာနေတည်ဟူယူရီရှာရီဗျူးဆာကြောင်းတွေလည်းရေးသားထားပြီးဖြစ်ပါတယ် ဆိုဆိုရဲ့ဥပိုင်လုပ်ငန်းများဒီလဲကဏ္ဍအတတီတွင်ဝင်ရောက်ချက်လက်လုံခြုံရေးတော်လဲပဲရရှိတဲ့အကျိုးများများကိုပြည်သူများခန်းဆားခွင့်မရရှိခဲ့ပဲနဲ့၎င်းရဲ့အစ်အသုံးစင်းတဲ့အရာရှိများရဲ့အိတ်ကတ်ထဲသို့သာရောက်ကုန်ကြသည်ဟုဆိုထားဖြစ်ပါရဲ့ ဆက်လိုက်ပြီးတော့ကြောက်ဖြူတွင်စစ်ကောင်မရှိကကြီးရည်လေးမှာအပြင်းထန်တိုက်ခိုက်နေတော့လည်းပဲတညင်လိုက်ပြုတ်တဲ့အထိအထိနာနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ်ရွှေကောက်ပွဲချစ်ပါမီဟိုထုတ်ပြန်တဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့တွင်စစ်ကောင်မရှိနဲ့အရခတတော်အေတို့အပြင်းထန်တိုက်ပွဲပြင်းထန်နေကြောင်းသိရှိရပါတယ်။ဆိုင်ချောင်းချင်းရအနီး ကုလဘာချောင်းဝနဲ့အလံခွဲတွင်ယခုရက်ပိုင်းအတွင်းတပ်ဖွဲ့အပြင်ခြံဖြစ်ပွားနေကြောင်းဒေတာတွင်တရရဲ့မြင်များထမှသိရှိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ31ရက်နေ့ကအမတ်3စနစ်ရက်တရက်မှာတိုင်းချောင်းချင်းရွာဖက်စစ်ကြောင်းထူလာခဲ့တဲ့စစ်ကောင်မရှိတက်ကိုအေကကြားဖြတ်တိုက်ခိုက်ခဲ့ရတွင်ဆိုင်ချောင်းချင်းရွာအနီးတပ်ဖွဲ့ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ဆိုပါတပ်ဖွဲ့အတွင်းမှစစ်ကောင်မရှိတက်များစစ်ကြောင်းတစ်ခုလုံးနီးပါးထိခိုက်ဒေဆုံးမှုရှိခဲ့ကြောင်းတရရဲ့မြင်များထံကနေသိရှိရပါတယ်။ ထို့ပြင်ရေတပ်ဌာနချုပ်များကလည်းလက်နက်ကြီးပစ်ကူပင်လယ်ပြေတွေကင်းတဲ့သွာလာနေတဲ့စစ်သင်္ဘောများကနေပြီးလက်နက်ကြီးများဖြင့်ပြစ်ခတ်နေကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ24ရက်နေ့ကလည်းတိုင်းချောင်းအထိုင်တပ်တို့စစ်ကူလာတဲ့စစ်ကောင်မရှိစစ်ကြောင်းတိုက်ခတ်ခံရပြီးအလောင်းပင်ကောင်းယူနိုင်ခြင်းမရှိကြောင်းသိရပါတယ်။ယခုဖြစ်ပေါ်နေတဲ့ လမ်းခွဲအနီးတိုက်ပွဲကိုစစ်ကောင်မရှင်ကမြေပြင်ထိုးစစ်အပြင်ဒရုန်းနဲ့လေကြောင်းပစ်ကူများပါပေးခဲ့ကြောင်းသိရှိရပါတယ်။အေးတပ်ဖွဲ့ဝင်များဒီတပ်ဆုပ်ဟန်ပြက်ပြီးတဲ့နောက်ရှစ်တိုးလာတဲ့စစ်ကောင်မရှင်တပ်ကိုပိတ်ဆို့တိုက်ခတ်ကြတဲ့စစ်ကောင်မရှင်တပ်မအရာရှိများအပေါင်းဝင်တပ်ဖွဲ့ဝင်များအထင်နာနဲ့ရှိနေကြောင်းသိရှိရပါတယ်။ကျွန်တော်တက်ဆက်ပေးမှုကျွန်မပဲဖြစ်တာနာကိုပြောပါရှင်။အပင်နာစစ်မှုအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။